တရုတ်နိုင်ငံကတော့ဝစ်လည်နေပါပြီ။မေလ9ရက်နေ့မှာတရုတ်နိုင်ငံရှိပြည်နယ်နဲ့မြို့ပေါင်းများစွာဟာပြင်းထန်တဲ့ရာသီဥတုတံကိုခံစားခဲ့ရပြီးမိုးသည်ထန်စွာရွာသွန်းမှုမိုးကြုံမုန်တိုင်းလေပြင်းတိုက်ခတ်မှုနဲ့မိုးသည်ကြွေကြောင်မှုတွေကြောင့်တရုတ်စိုက်ပျိုးရေးထိခိုက်မှုဆိုးရွားခဲ့ပါတယ်။အဲဒီနေ့မနက်မှာတရုတ်နိုင်ငံဗဟိုမိုးလေဝသဌာနကမိုးသက်မုန်တိုင်းနဲ့ပြင်းထန်တဲ့ရာသီဥတုအခြေအနေအတွက်အပြာရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတရုတ်မြို့တွေဖြစ်တဲ့ဝေယန်၊ကွမ်ရှီ၊ကွမ်တုံး ဟယ်ပစ်ပါဝင်ပြည်နယ်ပေါင်း၁၀ခုကျော်ထိခိုက်မယ်လို့ခန့်မှန်းထားပါတယ်။ဒီဒေသတွေမှာမိုးသည်ထန်စွာရွာသွန်းမှုရုတ်တရက်ပြင်းထန်တဲ့မိုးရွာသွန်းမှုမိုးကြိုးပစ်မှုလေပြင်းတိုက်ခိုက်မှုဒါမှမဟုတ်မိုးသည့်ကြွေကြောင်းမှုတွေကြုံတွေ့ရနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။တရုတ်ဂွေရန်ပြည်နယ်ရှိဘီဂျီမြို့ဟာပြင်းထန်စွာထိခိုက်ခဲ့ပါတယ်။တရုတ်ဂွေရန်မိုးလေဝသဘျူရိုရဲ့အဆိုအရမေလ10ရက်နေ့မှာဘီဂျီမြို့ရှိခရိုင်၈ခုမှာမိုးသည့်ကြွေကြောင်းမှုဖြစ်ပွားခဲ့ပြီးဝီနင်ဒေသမှာမိုးသည့်တွေဟာအချင်း40မီလီမီတာထိရှိခဲ့ပါတယ်။ တရုတ်ဒေသခံတွေရိုက်ကူးထားတဲ့ဗီဒီယိုမှာ အာလူဟင်းသီးဟင်းရွက်နဲ့ပြောင်မူစတဲ့သီးနှံတွေပျက်စီးနေတာကိုတွေ့ရပါတယ်။ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်ဝီနေအရေးပေါ်စီမံခန့်ခွဲရေးဘျူရိုနဲ့စိုက်ပျိုးရေးနဲ့တရုတ်ကြေးလက်ရေးရာဘျူရိုကပြောင်မူအာလူနဲ့အခြားသောကြီးထွားမှုအစင်မှာအရေးပါတဲ့သီးနှံတွေမှာစိုက်ပျိုးရေးဆုံးရှုံးမှုတွေအာရုံစူးစိုက်နေတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဘေးအန္တရာယ်ဆန်းစစ်မှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပေမဲ့လူထိခိုက်ဒေဆုံးမှုသတင်းတွေမရရှိသေးပါဘူး။မေလ9ရက်နေ့ည7:00နာရီ2မိနစ်မှာ ဝိုင်းနေမိုးလေဝသဌာနကမိုးသီးအတွက်လိမ်မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးည10:15မှာအနီရောင်သတိပေးချက်ဖြစ်အဆင့်မြင့်တင်ခဲ့ပါတယ်။အနီရောင်သတိပေးချက်ဟာနောက်နေ့မနက်9:00ထိဆက်လက်တက်ရောက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်လျန်ရှင်းနဲ့ဆူထရန်ဒေတာတွေမှာလည်းအဲ့ဒီနေ့မှာပြင်းထန်တဲ့မိုးသီးကြွေကြောင်းမှုကြုံတွေ့ခဲ့ရပါတယ်။တရုတ်အွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေမှာမိုးသီးဟာမိနစ်30ခန့်ကြွေကြခဲ့ပြီးလမ်းတွေကိုဖုံးလွှမ်းကအေးခဲထားတဲ့မြစ်တစင်းလိုဖြစ်သွားပါတယ်။ တရုတ်ရင်းနှီးပြည်နယ်ရှိကြောက်ထုံမြို့လဲအလားတူထိခိုက်ခဲ့ပါတယ်။တရုတ်ဒေသခံတွေရိုက်ကူးထားတဲ့ဗီဒီယိုမှာမိုးတီဟာရုတ်တရက်ကျွေကြလာပြီးမြေပြင်ကိုလှည့်မြန်စွာဖုံးလွှမ်းသွားခဲ့ပါတယ်။ပဲစေရွယ်ရှိပြင်းထန်တဲ့မိုးတီအလုံးတွေဟာမြေပေါ်ကျလာရင်ကျယ်လောင်တဲ့အကွဲတံတွေနဲ့တရုတ်ဒေသခံတွေကိုအံအားသင့်စေခဲ့ပါတယ်။တရုတ်အန်ဟွယ်ပြည်နယ်ရှိစုချိုးမြို့မှာလည်းအလားတူပြင်းထန်တဲ့ရာသီဥတုကိုကြုံတွေ့ခဲ့ရပါတယ်။မေလ9ရက်နေ့ည6:00နာရီကမှစုချိုးမြို့ရှိမြို့နယ်တချို့မှာမိုးတီကျွေကြမှုဖြစ်ပွားခဲ့ပြီးတတိပင်တွေ ဂျုံစတဲ့တီးနှံတွေကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။တရုတ်လက်သမားတွေကဂျုံမင်တွေရဲ့ခေါင်းတွေကျိုးကျသွားတာကိုပြသနေတဲ့ဗီဒီယိုတွေကိုတင်ခဲ့ကြပါတယ်။တရုတ်လက်သမားတွေကိုပုံမိုးစိုးရင်တဲ့ချက်ကတော့မိုးသည်ကြွေကြမှုဟာຫນွေဥရာသီကတည်းကမိုးရွာသွန်းမှုတိတာသွားနေပါပြီ။ကြာရှည်မိုးခေါင်ရေရှားမှုဖြစ်ပြီးနောက်ဖြစ်ပေါ်လာတာပါ။မိုးရွာသွန်းမှုနေပါတာကြောင့်မြေစည်းလွှာတွေမာကျော်ပြီးအက်ကွဲသွားခဲ့ပါတယ်။မြစ်တွေရေကန်တွေအများပြားခန်းချောက်သွားခဲ့ပြီးတီးနှံတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုဆိုးရွားသွားထိခိုက်စေခဲ့ပါတယ်။ တရုတ်ဒေသများပြားမှာဂျုံပြောင်းမှုတည်တည်ပင်တွေလိုအဓိကသီးနှံတွေဟာမိုးခေါင်ရေရှားမှုကြောင့်ကြီးထွားမှုနှေးပြီးအချို့ဟာညှိုးနွမ်းနိုင်ခြင်းဒါမှမဟုတ်အထွက်နှုံးရော့ကျနိုင်ခြင်းနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်လက်သမားတွေဟာဒီအခြေအနေကိုအလွန်စိုးရိမ်နေကြပြီးမိုးခေါင်ရေရှားမှုကိုတတ်တာသိဖို့မိုးရွာသွန်းမှုကိုစောင့်မျှော်နေကြပါတယ်။တရုတ်လက်သမားတွေဟာပြင်းထန်တဲ့မိုးသီးမုန်တိုင်းကြောင့်ရုတ်တရက်ထိခိုက်ခဲ့ရပြီးဒီမုန်တိုင်းဟာသီးနှံတွေရဲ့မတည်ငြိမ်တဲ့အခြေအနေကိုပုံမိုဆိုးရွားစေကာဆုံးရှုံးမှုတွေကိုပုံမိုပြင်းထန်စေခဲ့ပါတယ်။ဒါအပြင် ရန်စီ Evening News ရဲ့ဖော်ပြချက်အရမေလ9ရက်နေ့ညမှာတရုတ်ဂျန်ဆူပြည်နယ်ရှိစုချိုးမြို့ရဲ့မိုးလေဝသဌာနတွေကပြင်းထန်တဲ့ရာသီဥတုအခြေအနေအတွက်လိမ္မော်ယောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီးဟွိုင်အမ်မိုးလေဝသဌာနကတော့အဝါယောင်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မွန်လွဲ9နာရီကနေ6နာရီအတွင်းနန်တုံစုချိုးနဲ့ရန်ချွန်ဒေသတွေမှာလေတိုက်နှုံးအဆင့်8ကျော်လွန်တဲ့အခြေအနေကိုစောင့်ကြည့်ရေးဌာနဆက်တခုမှမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ည9နာရီကနေ10နာရီအတွင်းမှာလည်း WAN နဲ့စူချီယန်ဒေတာတွေကစောင့်ကြည့်ရေးဌာန၄ခုမှာလေတိုက်နှုန်းအဆင့်၈ကျော်လွန်တဲ့အခြေအနေကိုမှတ်တမ်းတင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစူချိုးနဲ့စူချီယန်ဒေတာတွေမှာမိုးသီးကြွေကြောက်မှုလည်းဖြစ်ပွားခဲ့ပါတယ်။ရာသီဥတုခန့်မှန်းချက်အရမေလ၃၃ရက်ကနေ၁၆ရက်အထိတရုတ်နောက်တောင်ဒေတာရဲ့အချို့နေရာတွေမှာမိုးသည်ထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်မယ်လို့ခန့်မှန်းချက်ထုတ်ထားပြီးအချို့ဒေတာတွေမှာမိုးသည်ထန်စွာရွာသွန်းမှုနဲ့ပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေကြုံတွေ့ရမယ်လို့ခန့်မှန်းထားပါတယ်။ဒီဖြစ်စဉ်တွေထဲမှာရုတ်တရက်မိုးသည်ထန်စွာရွာသွန်းမှု မိုးကြိုးပစ်မှုလေပြင်းတိုက်ခတ်မှုနဲ့မိုးသီးကြွေကြောင်းမှုတွေပါဝင်ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံမြောက်ပိုင်းမှာအတွင်းမွန်ဂိုလီးယားနဲ့အရှေ့မြောက်ဒေသတွေမှာမိုးရွာသွန်းမှုဒါမှမဟုတ်မိုးကြိုးပစ်မှုတွေဖြစ်ပေါ်မယ်လို့ခန့်မှန်းထားပြီးအချို့ဒေသတွေမှာမိုးသည်ထန်စွာရွာသွန်းမှုကြုံတွေ့ရနိုင်ပါတယ်။မေလ13ရက်ကနေ14ရက်တွင်တရုတ်နိုင်ငံမြောက်ပိုင်းအရှေ့ဘက်ဒေသတွေမှာရုတ်တရက်မိုးသည်ထန်စွာရွာသွန်းမှုမိုးကြိုးပစ်မှုလေပြင်းတိုက်ခတ်မှုဒါမှမဟုတ်မိုးသီးကြွေကြောင်းမှုတွေဖြစ်ပေါ်မယ်လို့ခန့်မှန်းထားပါတယ်။ ဒါကမိုဒီဘေးအနေနဲ့ဟာမပြီးဆုံးသေးပဲတခြားတရုတ်ဒေသတွေစီဆက်လက်ပြန့်နှံ့နေတာကိုဖော်ပြပါတယ်။တကယ်တော့ဧပြီလကတည်းကတရုတ်နိုင်ငံရဲ့မြို့ကြီးတွေမှာမိုဒီမုန်တိုင်းတွေမကြာခဏတိုက်ခတ်နေခဲ့ပါတယ်။နောက်ဆုံးဖြစ်ရက်ကတော့မေလ၈ရက်နေ့မှာရှီယန်မြို့မှာမိုးကြိုးပစ်မှုနဲ့လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။တရုတ်ဒေသကနေတင်ထားတဲ့ဗီဒီယိုတွေမှာရှီယန်ရှမ်းရန်ပြည်ပဆိုင်ရာလေဆိပ်ရဲ့အသင်းဖွင့်လက်ထားတဲ့ T5 gate ဟာမိုးရွာသွန်းမှုတွင်ရေကာနေရန်လိုဖြစ်သွားပြီးလေရင်ထွက်ခွာတဲ့ gate ရဲ့မျက်နှာချက်ပြိုကျခဲ့တာ။ လေထဲမှာဖုံဖုံတွေပြည့်နှက်နေခဲ့ပါတယ်။မြေပြင်မှာလည်းရေအိုင်ကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။တရုတ်ဒေသခံတချို့ကဒီလေစိတ်ဟာဒီနှစ်ဖေဖော်ဝါရီလမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီးပြင်းထန်တဲ့ရာသီဥတုတန်းကြောင့်ထိခိုက်ခဲ့တယ်လို့ထောက်ပြခဲ့ပါတယ်။ T5 gate မှာမိုးသီးမုန်တိုင်းကြောင့်ရေရိုစိတ်မှုတွေအကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။ GMU News ကိုခရီးသွားတအူးကပြောကြားချက်အရ T5 gate မှာမိုးသီးမုန်တိုင်းနဲ့မိုးသည်ထန်သွားရွာသွန်းမှုအပြီးခရီးသည်တွေလေရင်ပေါ်တက်နိုင်ခြင်းမရှိခဲ့ပဲဂိတ်အစာဦးထဲမှာရေရိုစိတ်နေတာကိုသတိပြုမိခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်နောက်ထပ်ဗီဒီယိုတစ်ခုမှာလေပြင်းတိုက်ခတ်မှုကြောင့်တစ်ပင်ကြီးတစ်ပင်လဲကျပြီးအောက်မှာရှိတဲ့ကားတစ်စီးကိုဖိမိခဲ့တာကိုပြသထားပါတယ်။အခြားတရုတ်အင်တာနက်သုံးသူတွေကလည်းသူတို့ရဲ့ကားတွေဟာကားကိုယ်တော်ထဲမှာရပ်ထားရင်မိုးသီးတံကြောင့်လုံးဝပျက်စီးသွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အခြားအင်တာနက်သုံးသူတို့ကတော့မေလ9ရက်နေ့မှာဟေပေပြည်နယ်ဟိုတင်းဒေသမှာရှားပါတဲ့မိုးသီးမုန်တိုင်းဖြစ်ပွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အွန်လိုင်းပေါ်မှာမျှဝေထားတဲ့ဗီဒီယိုတွေရမိုးသီးတွေဟာကျဲလောင်တဲ့အကွဲတံတွေနဲ့ပြင်းထန်စွာကျွေကျခဲ့ပြီး အဝေးပြေးလန်းတွေနဲ့လေယာမြေတွေကိုထုထဲတဲ့အလွှာတစ်ခုနဲ့ဖုံးလွှမ်းသွားခဲ့ပါတယ်။လမ်းဘေးမှာရပ်ထားတဲ့ကားချို့ရဲ့ဘိန်းတွေဟာရေခဲထဲမှာနစ်မြုပ်သွားခဲ့ပါတယ်။တရုတ်ပြည်မှာကြီးမီဒီယာတွေရဲ့သတင်းဖော်ပြချက်တွေအရဘော်ဒင်းဒေတာကန်တို့ကမိုးသီးဟာညနေ9:20မိနစ်ခန့်မှာစတင်ကြွေကြပြီး10မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်ဒေတာကန်တို့ကတော့သူမဟာဆိုင်တိုင်မှာကလေးတွေကိုကြီးရှုနေရင်အပြင်က အကွဲတံတွေကိုကြားလိုက်ရပြီးအပြင်ထွက်ကြည့်တဲ့အခါမိုးသီးကြွေကြနေတာကိုတွေ့ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ ဗော်ဒင်းမျိုးဝူရှူလန်းကိုဖျက်ဆီးမောင်းနှင်နေတဲ့ရင်မောင်းတို့ကတော့မိုးသီးဟာညနေ9:58မိနစ်ခန့်မှာစတင်ကြွေကြပြီး2မိနစ်ကနေ3မိနစ်ခန့်ကြာမြင့်ခဲ့ကာရပ်တန့်သွားပြီးနောက်မိနစ်အနည်းငယ်ကြာမှာထပ်မံကြွေကြခဲ့ပါတယ်။ဒီပြင်းထန်တဲ့ရာသီဥတုဟာကြောင်းရံစတဲ့ဒေသတွေကိုလည်းထိခိုက်ခဲ့ပါတယ်။မေလ၄ရက်နေ့မှာလည်းကွမ်တုံပြည်နယ်မှာမိုးသီးကြွေကြမှုဖြစ်ပွားခဲ့ပါတယ်။သတင်းဖော်ပြချက်တွေအရကွမ်ကျိုးမျိုးဝိုင်းတူခရိုင်ကစက်ယုံတယုံရဲ့ခေါင်းမိုးဟာဂျိုးဦးအရွယ်ရှိမိုးသီးတွေကြောင့်ထိုးပေါက်ခံရပြီးစကားပေါက်ဖြစ်သွားခဲ့ပါတယ်။ အချို့ခေါင်မိုးတွေဟာလေပြင်းတိုက်ခတ်မှုကြောင့်လွင့်သွားခဲ့ပြီးအနီးအနားကသစ်ပင်တွေလည်းကျိုးပြတ်သွားခဲ့ပါတယ်။နောက်ထပ်အင်တာနက်သုံးသူတို့ကတော့ဧပြီလ30ရက်နေ့မနက်9နာရီခန့်မှာစူချွမ်ရှိချင်းချွမ်းခရိုင်မှာမိုးသည်မုန်တိုင်းတိုက်ခိုက်ခဲ့ပြီး10မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒေသဆိုင်ရာသတင်းဖော်ပြချက်တွေအရမိုးသည်ဟာအဓိကအဖြစ်ချောင်းတုံမြို့နယ်နဲ့ဒါရွန်ဟိုင်မြို့နယ်တွေကိုထိခိုက်ခဲ့ပါတယ်။ချင်းထွန်းခရိုင်ကဒေသခံမစ်လီဆိုသူက သူမရဲ့အသက်90မှာဒီလောက်ပြင်းထန်တဲ့မိုးသီးမုန်တိုင်းကိုတခါမှမကြုံတွေ့ခဲ့ဘူးလို့ဆိုပါရယ်။သူမဟာအရန်ကြောင်းလန့်ခဲ့ရလို့အရင်ညကအိတ်မပြောခဲ့ဘူးလို့ပြောခဲ့ပါရယ်။သူမကငငယ်တုန်းကမိုးသီးတသေးလေးတွေမြင်မှုတော်ကိုမှတ်မိတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့မိုးသီးဟာ5မိနစ်ကျော်အောင်မရမနာကြွေကြခဲ့တယ်။အိမ်မိုးအောင်မှာရပီးကောင်းငင်ကိုမော့ကြည့်နေတော့မိုးသီးတွေဟာလှင်မြန်ပြီးပြင်းထန်သွားကြွေကြနေတာကိုတွေ့ရတယ်။ကျမရဲ့ခြေထောက်တွေတုံ့ရီလာခဲ့တယ်လို့ပြောခဲ့ပါရယ်။ Miss Lee က မိုးသီးမုန်တိုင်းမရောက်လာခင်မှာရုတ်တရက်လေပြင်းတိုက်ခတ်လာပြီးကောင်းကင်ဟာမှောင်မဲလာခဲ့တယ်လို့ပြန်ပြောင်းပြောပြခဲ့ပါတယ်။သူမဟာအိမ်ခေါင်မိုးပေါ်မှာဆောင်းထရေကိုအချောက်လှမ်းထားခဲ့ပြီးလေပြင်းကအဲ့ဒီဆောင်းကိုလွှင့်ပစ်သွားခဲ့တယ်လို့ဆိုပါတယ်။သူမကကျမဆောင်းတွေကိုသိမ့်ဖို့အပေါ်တက်ကိုအမြန်တက်သွားခဲ့တယ်။ဒါပေမဲ့လေပြင်းကအရန်ပြင်းထန်နေလို့မတ်တက်ရက်ဖို့တောင်ခက်ခဲခဲ့တယ်။ဆောင်းတွေကိုသိမ့်မြခဲ့လို့အောက်ထက်ကိုအမြန်ပြန်ဆင်းလာခဲ့တယ်။ဒုတိယထက်ရောက်တဲ့အခါမိုးသီးတွေကြွေကျနေရကိုတွေ့လိုက်ရတယ်လို့ပြောပြခဲ့ပါတယ်။မိုးသီးမုန်တိုင်းပြီးမှမစ်လီဟာ ဒုတိယထက်ကသူမအခန်းကိုပြန်ရောက်တဲ့အခါပဒင်းပေါက်ဖွင့်ထားခဲ့တာကြောင့်မိုးသီးတွေဟာလေပြင်းနဲ့အတူအခန်းထဲကိုလွင့်ဝင်လာခဲ့တာကိုတွေ့ရှိခဲ့ပါတယ်။သူမကမိုးသီးတွေဟာအရန်ကြီးတယ်။စံပေါင်း မုတ်လိုမျိုးမာပြီးတိတ်သေးတယ်။အဲ့ရပေါ်မှာမိုးသီးတွေပြည့်နှက်နေတယ်လို့ပြောခဲ့ပါတယ်။ Miss Lee ကမိုးသီးမုန်တိုင်းဟာသူမအတွက်ပုံမဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တယ်လို့ထပ်လောင်းပြောကြခဲ့ပါတယ်။ Miss Lee ရဲ့အိမ်ရှိမှာရပ်ထားတဲ့ကားဟာမိုးသီးတံကြောင့်ကားပရင်းပေါက်တွေပျက်စီးသွားခဲ့ပါတယ်။သူမစိုက်ပျိုးထားတဲ့သီးနှံတွေ စံစဘာဟင်းသီးဟင်းရက်နဲ့ဂျုံတွေဟာလုံးဝပျက်စီးသွားခဲ့ပြီးတစ်နှစ်လုံးသူမရဲ့ကြိုးစားအထောက်အမှုတွေအလဟတ်သက်ဖြစ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲချင်းချွန်းခရိုင်ချောင်ကျွမ်းမြို့နယ်ကဒေသခံတို့ကမိုးသီးလုံးတွေဟာစံပေါင်းမုံအရွယ်အစားလောက်ကြီးမာပြီးအပြင်မှာထားရတဲ့ပန်းအိုးတချို့လည်းကွဲထွက်ပျက်စီးခဲ့တယ်လို့ပြောခဲ့ပါတယ်။အွန်လိုင်းပေါ်မှာမျှဝေထားတဲ့ဗီဒီယိုတွေအရမိုးသီးတွေဟာတိတ်သီးစွာကျွေကျခဲ့ပြီးလမ်းတွေဟာရေခဲမြစ်တွေနဲ့တူညီတဲ့မြင်ကွင်းတွေနဲ့ချက်ချင်းဖုံးလွှမ်းသွားခဲ့ပါတယ်။မိုးသီးမုန်တိုင်းဟာရုတ်တရက်ရောက်ရှိလာတာကြောင့် လမ်းမေးစေးတဲ့တွေဟာပစ္စည်းတွေကိုတင်းစီးဖို့အချိန်မမီခဲ့ပါဘူးဗီဒီယိုတစ်ခုမှာစိုက်ကယ်စီးသူတူကလမ်းစုံမှာပိတ်မိနေပြီးလမ်းဖြတ်ကူးဖို့ကြောက်ရွံ့နေတဲ့မြင်ကွင်းကိုပြသထားပါတယ်ဒီမိုးဒီမုန်တိုင်းဟာတရုတ်နိုင်ငံမှာလွန်ခဲ့တဲ့ဆယ်စုနှစ်တွင်အပြင်းထန်ဆုံးဖြစ်ပြီးကွမ်ရှိပြည်နယ်ရဲ့တောင်ပိုင်းမြို့ဖြစ်တဲ့ဟဲချီမြို့တော်မှာမလွတ်မြောက်ခဲ့ပါဘူး CCTV ရဲ့သတင်းဖော်ပြချက်အရဧပြီလနောက်ပိုင်းမှာဟူတရှိဒေသမှာအချင်း9စင်တီမီတာကျော်ကျဲဥအရွယ်ခန့်ရှိတဲ့မိုးဒီတွေနဲ့အတူမိုးသဲထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပါတယ် မုံတိုင်းဟာတနအီခန့်ကြာမြင့်ခဲ့ပြီးဒီမိုးသီးမုံတိုင်းဟာစိုက်ပျိုးရေးထုတ်လုပ်မှုကိုဆိုးရွားစွာထိခိုက်စေခဲ့ကဒေသတွင်းရှိအိမ်တော်သူတထောင်ကျော်ကိုထိခိုက်စေခဲ့ပါတယ်။လယ်သမားတို့ကပြောင်းမှုစိုက်ပြီးနောက်ဖုံးအုပ်ထားတဲ့ပလတ်စတစ်အခင်းတွေလုံးဝပြက်ပြဲသွားခဲ့တယ်လို့ညင်းညူခဲ့ပါတယ်။အဲဒီနေ့မှာပဲအင်တာနက်သုံးသူတွေကဆယ်ကျွမ်းနဲ့ကွမ်ရှိပြည်နယ်တွေမှာလည်းပြင်းထန်တဲ့ရာသီဥတုတန်ကိုကြုံတွေ့ခဲ့ရပြီးမိုးသီးတန်ကြောင့်ရင်များစွာပျက်စီးခဲ့ကပြုပြင်ရေးဆိုင်တွေမှာတန်းစီဆောင်တိုင်းမှုတွေရှည်လျားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ကားပိုင်ရှင်တို့က မိုးသီးကြောင့်ကျွန်တော်ကားရဲ့နောက်ဖန်သားပြင်ကွဲထွက်သွားပြီးကားကိုယ်ထဲမှာအကွက်ရာတွေပြည့်နေတယ်။ 4S ပြုပြင်ဆိုင်ကိုသွားတဲ့ကားတွေကတလားလောက်ဆောင်းလိုက်နေရတယ်လို့ပြောခဲ့ပါတယ်။ဧပြီလလယ်ပိုင်းလောက်ကတည်းကပေကျင်းခဲ့သောဒေသတွေမှာမိုးသီးတံကိုခံစားခဲ့ရပြီးအချို့သူတွေဟာကြွေကျလာတဲ့ရေခဲတွေကြောင့်ခေါင်းမှာဖုဖောင်းထသွားခဲ့ပါတယ်။ထူးဆန်းသွားပဲဒီပြင်းထန်တဲ့မိုးသီးမုန်တိုင်းတွေဟာမိုးခေါင်ရေရှားမှုသဲမုန်တိုင်းနဲ့လေပြင်းတိုက်ခတ်မှုတွေလို့တခြားပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေဖြစ်ပြီးနောက်မှာဖြစ်ပေါ်ခဲ့တာပါ။ ဥပမာအားဖြင့်ဧပြီလ19ရက်နေ့မှာကွမ်းရှိပြည်နယ်ကဘိုင်းစီဟဲကျိုးနဲ့လျို့ကျိုးကဲ့သို့သော ခရိုင်15ခုဟာ6လကြာမိုးခေါင်ရေရှားမှုနဲ့မကြသေးခင်ကအပူလိုင်းတံကိုခံစားခဲ့ရပြီးနောက်ရုတ်တရက်လေတိုက်နှုန်းအဆင့်7နှစ်နဲ့မိုးသီးမုန်တိုင်းတံကိုထပ်မံခံစားခဲ့ရပါတယ်။ဧပြီလ16ရက်နေ့ညမှာခြုံချင်မြို့မှာရုတ်တရက်မိုးကြိုးပစ်လေပြင်းတိုက်ခတ်မှုအဆင့်8ကနေ9အထိဖြစ်ပေါ်ခဲ့ပြီးကြောက်ဥအရွယ်ရှိမိုးသီးတွေကြွေကြခဲ့ပါတယ်။ဧပြီလ17ရက်ကနေ23ရက်တွင်တရုတ်နိုင်ငံမှာပြည်နယ်23ခုမှာ လေတိုင်နှုံးအဆင့်ဆက်နှစ်သို့မဟုတ်ဒီထက်ပိုရဲပြင်းထန်တဲ့ရာသီဥတုတံကိုခံစားခဲ့ရပြီးခြံကျိုးပေကျင်းနဲ့ဟူနန်ဒေသတွေလည်းထိခိုက်ခဲ့ပါတယ်။အချို့နေရာတွေမှာလေတိုင်နှုံးဟာအဆင့်ဆက်လေးကနေ15အထိရောက်ရှိခဲ့ပါတယ်။ထရန်ဂျန်မျိုးရဲ့ရှီရှန်ခရိုင်မှာလေတိုင်နှုံးဟာအဆင့်ဆက်လေးအထိရောက်ရှိခဲ့ပြီးပေကျင်းမှာတော့ရာသီဥတုစခန်း16ခုကလေတိုင်နှုံးအဆင့်ဆက်နှစ်ကနေ14ကြားမှာမှတ်တမ်းတင်ခဲ့ပါတယ်။ဟူပေရှန်ဟိုင်းနဲ့ကြန်ရှိလိုတောင်ပိုင်းဒေသတွေမှာတော့လေတိုင်နှုံးအဆင့်30ကျော်လုံးနဲ့အခြေအနေတွေကြုံတွေ့ခဲ့ရပါတယ်။ ဖုံဖုံမုံတိုင်းတွေဟာတရုတ်နိုင်ငံရဲ့ထက်ဝက်ကျော်ကိုလွှမ်းခြုံခဲ့ပြီးကွမ်တုံးနဲ့အတွင်းမွန်ဂိုလီးယားပြည်နယ်တွေကနေအရှေ့မြောက်တရုတ်ထိရောက်ရှိခဲ့ပါတယ်။ရှားပါးတဲ့ပြင်းထန်တဲ့နှင်းမုံတိုင်းတွေလည်းဖြစ်ပေါ်ခဲ့ပြီးနှင်းထုက30စင်တီမီတာကနေ34စင်တီမီတာထိရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာတောင်ပိုင်းဒေသမှာလည်းပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေကြုံတွေ့ခဲ့ရပြီးမိုးကြုံမုံတိုင်း၊လေပြင်းများနဲ့မိုးသီးကြွေကြတာတွေတပြိုင်တည်းဖြစ်ပေါ်ခဲ့ပါတယ်။ဧပြီလကနေအခုချိန်ထိပြင်းထန်တဲ့ရာသီဥတုဟာတရုတ်နိုင်ငံကိုလွှမ်းမိုးထားတယ်လို့ဆိုနိုင်ပါတယ်။ တိုက်ဆိုင်သွားပဲဧပြီလကနေမေလဟာတရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးထုတ်လုပ်မှုအတွက်အရေးပါတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒါဟာຫນွေဥစိုက်ပျိုးရေးရာသီဖြစ်ပြီးတောင်ပိုင်းဒေသမှာသီးနှံတွေရဲ့ပထမဆုံးရုပ်သိမ်းရရုပ်သိမ်းရိတ်သိမ်းရာသီလည်းဖြစ်ပါတယ်။ဧပြီလကနေမေလဟာတရုတ်နိုင်ငံရဲ့စောင်းသီးနှံတွေစိုက်ပျိုးတဲ့အချိန်ဖြစ်ပြီးမြောက်ပိုင်းမှာຫນွေဥပြောင်းပဲပုံနဲ့ဆိုကန်တွေစိုက်ပျိုးတဲ့အချိန်ပါ။ရန်စီမြစ်အလယ်နဲ့အောက်ပိုင်းဒေသတွေမှာတော့ဆန်ပင်တွေပြုစုပြောင်းနေပြီးမေလအကုန်မှာပြန်လည်စိုက်ပျိုးမှုပြီးစီးဖို့မျှော်လင့်ထားပါတယ်။ ထပ်မံပြီးပဲဒီဇိန်းနဲ့ပဲနီလိုတက်တန်းတူတဲ့တီးနှံတွေကိုလည်းဒီအချိန်မှာစိုက်ပျိုးကြပါရစေ။ကြီးထွားမှုအဆင့်မခွဲကြပဲမြို့ဝကျွန်းပေါ်ဒေသတွေမှာစောင်းဂျုံဟာအရေးပါတဲ့အဆင့်တွေမှာရှိနေပြီးမေလနှောင်းပိုင်းနဲ့ဇွန်လမှာအကြီးစားကြိတ်သိမ်းမှုမျှော်လင့်ထားပါရစေ။တောင်ပိုင်းမှာတော့စောစီစွာစဘာမင်တွေပြန်လည်စိုက်ပျိုးပြီးစီးပြီးလှေမြန်သွားကြီးထွားတဲ့အဆင့်ကိုဝင်ရောက်နေပါရစေ။တစ်ချိန်တည်းမှာစောင်းမုံညင်းစိတ်ဟာအဆင့်ဖွဲ့သိမှုနဲ့ရင့်မှဲ့တဲ့အဆင့်မှာရှိနေပြီးရိတ်သိမ်းမှုမတိုင်ခင်အရေးပါတဲ့ကာလာတွေကိုရောက်ရှိနေပါတယ်။ရိတ်သိမ်းမှုရာစီချွန်း၊ခြုံချင်း ကွမ်ကျိုးနယ်ယူနန်လိုအနောက်တောင်ဒေသတွေမှာစောစည်းစွာရင့်မဲ့တဲ့စောင်းကြုံနဲ့စောင်းမုံကျင်းစီတွေရင့်မဲ့ပြီးရိတ်သိမ်းနေကြပါတယ်။ထပ်မံပြီးပဲဖက်ပဲစင်းကုံနဲ့နှွေဦးအာလူကိုစောစည်းစွာနှွေဦးသီးနှံတွေကိုလည်းတောင်ပိုင်းနဲ့အနောက်တောင်ပိုင်းရဲ့တောင်ကုန်းဒေသတွေမှာရိတ်သိမ်းနေကြပါတယ်။ဒီအချိန်မှာပြင်းထန်တဲ့ရာသီဥတုဟာစားနပ်ရိက္ခာထုတ်လုပ်မှုကိုတိတာထင်ရှားစွာထိခိုက်စေနိုင်ပါတယ်။ဒီကာလဟာနှွေဦးစိုက်ပျိုးမှုစတင်ခြင်းသီးနှံတွေတန်မာစွာကြီးထွားခြင်းနဲ့ စောစီးစွာရိပ်မဲ့တဲ့တီးနှံတွေရိတ်သိမ်းခြင်းလိုအရေးပါတဲ့အဆင့်တွေနဲ့တိုက်ဆိုင်နေပါတယ်။မိုးသည်ထန်စွာရာသွန်းခြင်း၊မိုးကြိုးမုန်တိုင်းဒါမှမဟုတ်လေပြင်းများလိုဘေးအန္တရာယ်တွေဖြစ်ပေါ်ခဲ့ရင်အပင်ပြိုတွေကိုဖျက်ဆီးပစ်နိုင်ပြီးတီးနှံတွေကိုလဲကျစေကာအထွက်နှုံးနဲ့ရေသွေးကိုထိခိုက်စေနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။